မင်္ဂလာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားဖွေရမွေးခြင်းများမှာကိုကိုချုံမြို့မှာနှစ်တသမ3.1လက်မှာတက်ကုန်းမြို့မှာ3.63လက်မှာမကွေးမြို့နဲ့ဟာခါမြို့တို့မှာ3.16လက်မှာစီကော်တောင်းမြို့မှာ3.38လက်မှာပင်းတရာမြို့မှာ3.35လက်မှာနဲ့ လာရှုံမြို့နယ်ညောင်ရွှေမြို့တို့မှာတုံညတသမတုံညလေးလက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်။အားကောင်းတဲ့မုံတိုင်းငယ်တည်းအားကောင်းတဲ့မုံတိုင်းငယ်အချင်းနေဒီကနေ့မြန်မာစံတော်ချိန်စေနိုင်ခွဲချိန်တိုင်းထွာချက်များအရဗင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုံတိုင်းငယ်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးပုံမူအားကောင်းလာခဲ့ကအားကောင်းတဲ့မုံတိုင်းငယ်ဖြစ်သူရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းတဲ့မုံတိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုချုံမြို့ရဲ့အနောက်တောင်ဘက်ရှမ်းမိုင်၄၁၀မိုင်ခန့် အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်၄၁၅မိုင်ခန့်ကာကီနာဒါမြို့ရဲ့အရှိတောင်ဘက်ရေမိုင်၄၄၅မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အားကောင်းတဲ့မော်နိုင်ငံရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါတယ်။အားကောင်းတဲ့မော်နိုင်ငံရဲ့တနီးယာဗဟိုချက်၄ပြည်အားနဲ့၄တိုင်တုံးအဆိုပါအားကောင်းတဲ့မော်နိုင်ငံဟာမြန်မာစံတော်ချိန်စံတိုင်ခွဲချိန်မှာမြောက်လက်တီကျူ၁၁.၂ဒီဂရီနဲ့အရှိလောင်ကြီးကျူ 89ဒီဂရီမှာရှိပြီးဘိုချက်လီပီယာ1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်တော့မှာတနအီကို35မိုင်မှမိုင်40နှုန်းခန့်ဖြစ်ပါတယ်။နောက်82နာရီအတွင်းခမ်းမန်းချက်အစောပိုင်းအားကောင်းတဲ့မော်နိုင်ငယ်ဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွှေ့လျားနိုင်ပြီး29ရက်စဲလ2025ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့အနောက်လေပိုင်းတို့မှာဆိုင်ကလုန်းမုန်တိုင်းအဖြစ်တို့၎င်း 28ရက်စဲလ2025ရက်နေ့မှာအားကောင်းတဲ့ဆိုင်ကလုန်းမွန်တိုင်းအဖြစ်သို့၎င်းရောက်ရှိနိုင်ကအဲ့ဒီနေ့ညပိုင်းမှာ Indian British ကမ်းခြေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပိနှိုးစော်ချက်အဆိုပါအားကောင်းတဲ့မွန်တိုင်းငယ်အချိန်ကြောင့်ဒီကနေ့မွန်တက်မှာ28ရက်စဲလ2025ရက်နေ့အတွင်းရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမှနေရာဆက်စိတ်နဲ့ နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရွက်ကြားမှာနေရာကျကျမိုးတက်ချောင်းရွာနေပါတယ်မြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လေပြင်းများကြောက်ပြီးလိုင်းအသင့်အတက်မှလိုင်းကျင်းနေပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုင်ကို25မိုင်မှမိုင်30အထိတိုက်ခတ်နေပါတယ်လိုင်းမြင့်မှာမြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပေမှ၉ပေကန့်ရှင်နေပါတယ် ်အကြံပြုချက်တို့ဖြစ်ပါ၍အားကောင်းတဲ့မုံနိုင်ငံရဲ့အချိန်ကြောင့်မိုးတိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းရုပ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြင့်ဒေသနီးမှာနေထိုင်ကြသူများနေဖြင့်မြေပြုံမှုအနေနဲ့မြင့်ငယ်ခြောက်ခံများနီးမှာနေထိုင်ကြသူများနေဖြင့်ရေကြီးရေချက်မှုများကိုကြိုတင်သတိပြုနိုင်မှရန်နဲ့ပြည်ရင်းလေကြောင်းပြန်တမ်းရေးမြမကန်ရန်တစ်လျှောက်နဲ့ကမ်းလွန်ပေးလည်မြင်လို့ရှိကန်ဒီကန်ဝေးငါးဖက်ရေများတင်းမောများအနေဖြင့်လည်း ကျိုတင်သတိပြုနိုင်ပါရန်အတိပိန်နိုးစွာအပ်ပါတယ်။ဒီကနေ့နေ့လေတနအိခွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံရဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်အနှင်းငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်တော်နေကကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်ထူထပ်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျွတ်ပြစ်ခြင်း လျက်စေးလက်ချင်းနဲ့မိုတီကြွေချင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ချိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အနှဲငယ်ဖြစ်တော့နေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံတောင်ပိုင်းဆွန်းဒေသတွေမှာလေပြင်းအားညှော်နေနေပါတယ်။မနှက်ပြတ်မနှက်အထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိမ်အထက်အထက်ဖြစ်တော့ပြီး AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ တနင်္လာရီတိုင်းဒေသကြီးတို့မှာနေရကြက်ကြက်နဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရကွက်ကြားမိုးတက်ချုံရွာပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။